你老子要过来你看来没事干嘛不要来妈的鸡蛋你们那片棉不拢了啊死干嘛不要来看来这个就是毛了毛不就你摸嘛好不啦啊看来死干嘛不要来死干嘛被他们欺负了啊哎死干嘛不要来你 他来，你妈他来！哎，朋友，朋友，朋友，朋朋。里有？哎，俺俺罗马的俺，来，没有爸爸了？你妈给我媳妇的手机也出来啊？你不认扔啊？你妈了个逼呢！我媳妇的手手手机都在我家不扔啊？操你妈了个逼！ 啊，罗马的没有包的啊，俺面面那个对，是了。哎呀，那些开道了没那那都。没都搞什么？搞什么？你高上哦。哦。都这样子嘛。干嘛不要俺么了？北门北向几条了？没干，了啊。啊，马的。 啊，没没没，听啊，搞个屁，没搞什么，没搞什么，国外米，国外米，啊，路边国外米，别买，罢了，把这个国外米，啊，路边的，国外米没路看啊，你敢去了？哦，那这个没丢，这个过来了，这个这边这里啊的，也不看了，这个来了没丢？你搞不？哦，这房的车牌，你妈了个逼的，在母鸡那天，你妈了个逼天呢，在母鸡啊，我那。K N L A 是乌鸡叫，说叫你 A 你。 ကာမီကာဇီဒရုန်းကြားရောက်ပေါက်ကွဲမြန်မာထိုင်းနယ်ဆက်ရှိကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA တပ်မဟာခုနှစ်ဌာနချုပ်ဝင်အတွင်းစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောကျော်နေအိအနီးဝန်းကျင်တို့ယနေ့မတ်လ16ရက်နနက်ပိုင်းတွင်အတိခံကာမီကာဇီဒရုန်းကြားရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့တော်လဲလူထိခိုက်မှုမရှိကြောင်းဒေတာတွင်စစ်ရေးသတင်းရင်းမြစ်များကမစိမကိုအတည်ပြုသည့်ယနေ့နနက်ပိုင်းတွင်အဆိုပါဌာနချုပ်ဝင်အတွင်းဒရုန်းဖြင့်၃ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး နနက်3:46မိနစ်တွင်တစ်ကြိမ်၄ :1 မိနစ်တွင်တစ်ကြိမ်နှင့်၄2မိနစ်တွင်တစ်ကြိမ်ကြားရောက်ပောက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်ကဆိုသည်တပ်မဟာရဲကို drone ပုံသုံးလုံးကြတဲ့စောဂျော်နီအိမ်ပေးရောမဲတဝဘက်ကပြစ်တာဟုမြင်းကပြောသည် ကရင်မျိုးသားစီယုံ KNU ဖားအန်ခရိုင်တပ်မဟာခုနဌာနချုပ်သူ drone တိုက်ခိုက်မှုကိုဖားအန်ခရိုင်ဥက္ကဋ္ဌဘဒူစောအောင်မော်အေးကလည်းအတည်ပြုထားပြီး လူနှင့်အဆောက်အဦထိခိုက်ပျက်စီးမှုမရှိကြောင်းသတင်းတရက်တွင်ဖော်ပြထားသည်ယခုတိုက်ခိုက်မှုမှာတပ်မဟာခုနှစ်ဌာနချုပ်ကိုတတိယအကြိမ်မြောက်ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်သည်ယခင်2024ခုနှစ်အောက်တိုဘာလ22ရက်နေ့ယခုနှစ်ဇန်နဝါရီလ31ရက်ကရင်မျိုးသားတော်လှန်ရေးနေ့တိုးတွင်လည်းအလားတူအသေးခံဒရုန်းတိုက်ခိုက်မှုများဖြစ်ပွားခဲ့ဘူးသည် မကြသေးမီမတ်လ14ရက်တွင်တပ်မဟာ ခုနှစ်ထင်းချုံနယ်မြေပိုင်ကျုံမြို့နယ်ရှိစစ်ကောင်စီ၏ပူလူတူတပ်စခန်းကုန်းကို KNLA နှင့်ပူးပေါင်းတပ်များကအပြစ်တပ်သိမ်းပိုက်ခဲ့ပြီးနောက်ယခု drone တိုက်ခိုက်မှုဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်